မင်္ဂလာပါခင်ဗျ။ဧရာဝတီကနေကြိုဆိုပါရစေ။ဒီတစ်ပတ်တွေ့ဆုံမင်းမြန်ကမ်းမှာအကြသေးငင်ကမြမပြည်အလဲပိုင်းမှာလှုပ်ခတ်သွားတဲ့အရင်ကြီးအเจ้าနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့ဘူမိဗေဒပေါမောက်ခဒေါက်တာမြို့တန့်ကိုဧရာဝတီစူရဲကိုဖိတ်ခေါ်ထားပါရစေ။ဆရာမြို့တန့်ဟာဒေါအောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မြန်မာနိုင်ငံငလျင်ကော်မတီမှဒုက္ခထအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ဘူးသူဖြစ်ပြီးတော့ယခုအခါမှာတော့ မြန်မာ Institute of Earth and Planetary Science မှာတာဝန်ယူဆောင်ရွက်နေသူဖြစ်ပါတယ်။မင်္ဂလာပါဆရာမျိုးတန်ခင်ဗျာခုလိုမျိုးလာပြီးတော့ရာဝတီကိုဟိုအချိန်ပေးဖြီစုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိရအောင်ပထမဦးစွာပြောပြရစီဆရာ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်လည်းခုလိုကြေကြာခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာတိကျတဲ့အတိုင်းပဲဆရာဟာလာဟိုအခု စစ်ကောင်စီကနေပြီးတော့ဒီလှုပ်သွားတဲ့ငလျင်ကြီးကိုဟုတ်လားအဲသခိုင်းငလျင်မဟုတ်ဘူးဆရာမန္တလေးငလျင်လို့ခေါ်ပါဆိုပြီးတော့သူတို့ကနေပြီးတော့အဲပြောတာပေါ့ဆရာဆိုတော့ဆရာကလည်းအစတုန်းကအဲမန္တလေးငလျင်ဆိုပြီးတော့ပြောခဲ့ဘူးတဲ့အခါမှာကြာတော့အစ်ကောင်စီကလည်းဒီလိုမျိုးပြောလာတဲ့အပေါ်မှာဆရာရဲ့သဘောထားလေးကိုအရင်ဆုံးကြားပြရတယ်ဆရာ ဟိုကျွန်တော်တို့ကတော့အဓိကတော့ဟောပါဘောလေဟိုသူတေသနာအတွက်ရည်မှန်းနေနောက်တကအနာဂတ်ဘောလေဒီမြန်မာနိုင်ငံအတွက်ငလင်းရော်နေရေးဆိုင်ရာကိစ္စရတွေပါတယ်ဆောင်ရွက်ကြတော့မယ်ဆိုလို့ရှိရင်ဒီဟိုအဓိပ္ပာယ်သတ်မှတ်ချက်ပေါ့အမိပေးတာကတော်တော်လေးကိုရင်းဖြစ်တယ်အရေးကြီးတယ်လို့ကျွန်တော်ယူဆတာပေါ့အဲ1900နဲ့ကျွန်တော်56မှာဒီစကိုင်းပြတ်ယူပေါ့ဒီဘဟုကျန်းနှန်းကပဲကျွန်တော်တို့စကိုင်းငလင်းဆိုပြီးအဲ့တော့က magnitude 7.3နဲ့လှုပ်ထားခဲ့ဘူးလေ တော့နောက်ပိုင်းဒီငလင်းလှုပ်ပြီးတဲ့ချိန်မှာနည်းနည်းလေးဟိုအစောပိုင်းကာလတွေတုန်းကတချို့ကလည်းစကိုင်းငလင်းခေါ်တာတွေရှိတယ်နိုင်ငံတကာသတင်းမီဒီယာတွေကြတော့လည်းမြန်မာငလင်းဆိုပြီးတော့ပြောကြတာတွေရှိတဲ့ခါကြတော့ဟိုအမျိုးမျိုးဖြစ်နေမှာဆိုတော့ကျွန်တော်တို့ကโอเคဒါလို့ဆိုရင်တော့မန်လေးငလင်းလို့ကျွန်တော်တို့ကသုံးတာကပို့ပြီးတော့စင်ပြေးလိမ့်မယ်ပေါ့အဲ့တော့အဓိကကကျွန်တော်တို့ကငလင်းတွေကိုအမြည်ပေးတဲ့ခါမှာဟိုအဓိကပေါ့လေဟိုအပြည့်စည်အဆုံးရှုံးမှုပေါ့လေများတဲ့ data ကိုကျွန်တော်တို့ကဟိုတင်ပေးလိရှိတာပေါ့ geographical name ပေါ့ တော့ဒါကြောင့်မလို့ကျွန်တော်တို့ကမန္တလေးငလျင်ဆိုပြီးတော့တုံ့ပို့ရအတွက်ဆိုကျွန်တော်တို့ရည်စူးလိုက်ကြတာပေါ့အဲ့တော့ဟိုလိုဒီဒီရောထွေးနေမယ်စာအဲ့တော့တို့ဟို2025ပေါ့အဲ့တော့မလာ28ပြင်အားခွန်တက်တမခွန်ရှိတဲ့မန္တလေးငလျင်ဆိုလို့ရှိရင်နောက်အနာဂတ်ပေါ့ကျွန်တော်တို့သုတေသနလုပ်ငန်းတွေလုပ်ရမှာပဲဖြစ်ဖြစ်ကျွန်တော်တို့အခြားသောဒီငလျင်နဲ့ဆိုင်တဲ့ပေါ့ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ရမှာပဲဖြစ်ဖြစ်ပို့ပြီးတော့လွယ်ကူသွားစေမယ်ပေါ့အဲ့တော့သူတို့ကတော့ဘလို့အတိတ်ပဲနဲ့ဒီဟာကိုသုံးပါလို့ဟို ဟိုပြောတယ်တော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ခုနပြောခဲ့တယ်သူတေသနာအဲရှူတောင်းကရောနောက်တစ်ခါအနာဂတ်ပေါ့ဟိုမြန်မာပြည်သူတွေဒီမြေငလျင်အန်ဒီရဲ့ကင်းဝေးစီရဲ့အတွက်ဆောင်ရွက်ကြရမှာပဲဖြစ်ဖြစ်ဟိုရှေ့ကငလျင်နေနဲ့ဟိုရောထွေးမသွားအောင်ပေါ့ဟိုဒါလေးကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ကတုံညာဖို့ဆိုပြီးတော့ပြောတာဟုတ်ကဲ့ဟုတ်ကဲ့ရှာဆိုတော့အခုဒီလှုပ်သွားတဲ့ငလျင်ပေါ့ဆရာရဲ့အဲအဲ့ဒါကမြန်မာနိုင်ငံ တဏ္ဍတလျားကိုရောက်သွားယုံနေမကပဲနေဘေးပတ်ဝန်းကျင်နိုင်ငံတွေဖြစ်တယ်ဟာလားထိုင်းတို့ပြုတ်တို့ဘင်္ဂလားဒေ့ရှ်တို့အိန္ဒိယနေဆက်တို့အထိပါငလင်တိုင်းနေကြဲကြဲပြန့်ပြန့်တလောက်ကြီးကြီးမားမားဖြစ်သွားရလောက်အောင်ပေါ့ဆရာဘာကြောင့်ဖြစ်ခဲ့တယ်တို့ဆရာအနေနဲ့ပြောနိုင်မလဲသူပထမတစ်ခုကတော့ဟောပေါ့ပြင်းအားကတော်တော်ကြီးတယ်ခွန်တသမခွန်ရှိတယ်ပေါ့နော်နောက်တစ်ခုကသူကဒီပြည့်ရွေးဒီကျွန်တော်အနောက်ဘက်ခြမ်းကကျွန်တော်ဘာမာပလိတ်ခေါ်တာပေါ့ဘာမာမြေထူးချက်ရှိတယ် ဒီပြည့်ရည်ရတောင်မြောင်းတန်းနေတဲ့ပြည့်ရည်နောက်ဘက်ချမ်းပါပါအဲ့တော့ရှေ့ဘက်ချမ်းပါကျတော့ကျွန်တော်ဘာရှိလဲဆိုရင်စੁੰဒါဘလော့ဆိုတာရှိတယ်စੁੰဒါဘလော့ကကျွန်တော်ရှန်ကုန်းမြေမြေဒေသတို့တရုတ်တို့ပေါ့လေအဲထိုင်းဒါမျိုးတွေလာအိုဒီနိုင်ငံတွေပါတဲ့ဘလော့ဆိုပြီးနှစ်ခုရှိတာသူအဲ့လိုသွားနေတဲ့သဘောရှိတယ်အဲ့တော့ခုငလင်ကကျတော့သူကပြင်းအားကလည်းကြီးတယ်ဒါအပြင်ပေါ့ဟိုရွေးသွားတဲ့ဒီဟိုငလင်ဒီပြည့်ရည်ရပေါ့ဒီ rapture ကလည်းပဲသူကကီလိုမီတာ400ကျော်ကျော်လောက်500နီးပါးကိုရှိတာပေါ့ဆိုတော့ကျွန်တော်တို့ ဟိုတော်တော်ပြင်းထန်တဲ့ဟိုပုံစံမျိုးနဲ့သွားတာပေါ့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အခုလောလောဆယ်တော့အားလုံးကသုံးသက်ထားတာကစူပါရှီယာဆိုပြီးတော့သုံးတယ်အဲ့တော့ပြောချင်တဲ့ဒီဘဲကသူကဒီပြက်ရွေကြီးရွေသွားတဲ့ဒီနှုံးသည် speed ပေါ့လေနှုံးသည်တကယ်ငလျင်လှိုင်းရဲ့ပေါ့လေရောက်ရမယ့်နှုံးထက်ကိုသူကရှေ့ကိုကြိုပြီးတော့ကျွန်တော် ရောက်သွားပြီးတော့တကယ်ကိုဟိုကဘာပေါ်မှာပေါ့လေဟိုဖြစ်တောင့်ဖြစ်ခဲဟိုငလျင်မျိုးကိုကျွန်တော် ိုတို့ကျွန်တော်တို့ခုလောလောဆယ်တုံးတက်ထားတဲ့အခါကျတော့ဒီငလင်မျိုးဒီခုနမြန်မာနိုင်ငံတွင်မကဘဲနဲ့ပေါ့အဲ့တော့ဂျန်နဲ့ပတ်ဝဲကျင်ဒေသနိုင်ငံတွေထိပါကျွန်တော်တို့ကသွားပြီးတော့ဟိုအကျိုးသက်ရောက်တဲ့သဘောရှိတာပေါ့ဒါတစ်ချက်ပေါ့ခုနကပြင်အားရဲ့ဟိုစာဖိဒီ rapture ရဲ့အဲ့ဝရင်းရဲ့အရှိရဲ့နောက်သူ့ရဲ့ငလင်လိုင်းသဘောတဘာဝရဲ့ပေါ့အဲ့တော့နောက်တစ်ခုကကျတော့ fault directivity ခေါ်တာပေါ့ပြန်၍ရွေ့သွားတဲ့ direction ပေါ့အဲ့တော့အထူးသဖြင့်တော့သူကရှေ့ဘက်ခြမ်းကကျွန်တော်တို့ပို့ပြီးတော့ဟိုရွေ့သွားတဲ့သဘောရှိတယ် အပြည့်အစုံအဆုံးရှုံးနေကြည့်တဲ့အခါကြတော့ပေါ့လေဆိုတော့ဒီ effect နှစ်ခုကတော့ဟိုခုနပြောလို့ကိုယ်နိုင်ငံနဲ့မကဘဲနဲ့ဂျန်နဲ့အိန္ဒိယချင်းနိုင်ငံတွေပါဒီငလင်ကတက်ရောက်မှုလိုင်းပေါ့လေခံစားရမှုပိုများသွားတယ်လို့ကျွန်တော်တို့လောလောဆယ်သုံးသပ်တာ ဆရာပြောတဲ့ပြည့်ရွေဆိုတာသခိုင်းပြည့်ရွေကြီးပေါ့ဆရာဆိုတော့အဲကျွန်တော်တို့လည်းအရင်တော့ကလေ့လာမိတလို့ဆိုလို့ရှိရင်ဆရာဟိုတကယ်တမ်းလေ့လာတာကတော့ကျွန်တော်တို့ဆူနာမီ2004မှာလည်းတစ်ခေါက်လေ့လာတယ်နောက်ပြီးတော့နီပေါ်မှာ2000နဲ့အဲ15ထင်တယ် အဲ့မှာလေးလိလာဆိုတော့လိလာကြည့်တဲ့အခါမှာကြာသူတို့ဆရာတို့အဲ့လိုမျိုးဟိုဘူဘီပြေရမားတွေပြောတာလွန်ခဲ့တဲ့နှစ်ပေါင်းတန်ပေါင်းများစွာတုန်းကဒီဟိုပေါ့အာအာရှတိုက်နဲ့အိန္ဒိယတိုက်ကအဝေးကြီးပဲဒါပေမဲ့တဖြည်းဖြည်းနဲ့အဲနီးလာပြီးတော့ဆက်သွားတာပေါ့နော်ဆိုတော့အဲ့ဒီတိုက်ကြီးနှစ်ခုကဆက်ပွတ်နေတဲ့အခါဆက်ပြောတိုက်တိုးတိုက်နေတဲ့အခါမှာကြာတော့ခုနကဆရာပြောသလိုမျိုးပဲသခိုင်းပြက်ရွေကျော်သည်ဒီတိုက်ကြီးနှစ်ခု ဟိုအဲ့လိုမျိုးတွန်းနေတဲ့လမ်းကြောင်းပေါ့ဆရာဆိုတော့ကျွန်တော်တို့ကငလျင်လမ်းကြောင်းကြီးတက်တဲ့ပုံမှာထိုင်နေတဲ့သဘောလို့ပြောလို့ရတာပေါ့ဆရာဆိုတော့ဟိုကျွန်တော်တို့ကအဓိကပေါ့မြန်မာနိုင်ငံပြောတဲ့အခါကျတော့ဟိုဟိုငလျင်ရဝန်းကိုအဓိကပေါ့နော်အဓိကကျတော့နှစ်ခုပြောလို့ရှိရင်ရလိမ့်မယ်အဲ့တော့ပထမတစ်ခုကခုနဟိုဆရာဆွေးနွေးလိုက်တဲ့ဒီမြန်မာနိုင်ငံရဲ့အနောက်ဘက်ခြမ်းပေါ့ရခိုင်ကျွန်တော်တို့ကယူရန်တလျှောက်ပေါ့တောင်ဘက်ဆင်းသွားမယ်ဆိုရင်ဒူနီရှားတီပေါ့ဆိုတော့အဲ့ဘက်ကအိန္ဒိယကျွန်တော်ပြည်ထူချက်ရှိတယ်ကျွန်တော်အိန္ဒိယ Indo Australian ပေါ့ Australia တိုက်ပါပါတဲ့ Indo Australian ရှိတယ်။ကျွန်တော်တို့မြန်မာပါနေတဲ့ဒီဘက်ကဒီအရှိတ်ဘက်ခြမ်းကကျွန်တော်ခုနဆရာပြောတဲ့ Eurasia မြေထုချက်ဆိုတာရှိတယ်။ဆိုတော့ဒီနှစ်ခုကတော့တောက်လျှောက်တိုက်နေတာပေါ့။အဲ့တော့အဲ့ဒီတိုက်တာဒီဟိုခုနပြောတဲ့မြန်မာနိုင်ငံကငလျင်လှုပ်စေနိုင်တဲ့ပထမဦးဆုံးတော့အကြောင်းရင်းပေါ့ပထမရာဝန်းပေါ့။အဲ့တော့ကျွန်တော်တို့ကတောင်ဘက် Indonesia Sumatra ကနေကျွန်တော်လာလိုက်တာဒီကျွန်တော်တို့ဒီရခိုင်ကမ်းရိုးတန်းကနေပြီးတော့ကျွန်တော်တို့ကုန်တင်ပိုင်းပေါ့။ဒီဘင်္ဂလားဒေ့ရှ် တော့ဒီအိန္ဒိယကျွန်တော်တို့မြန်မာဘက်ကချင်းစကိုင်းပေါ့အဲ့ဒီနေရာနေတစ်ဆက်ခုနဆရာပြောလိုက်တယ်တိဘက်နဲ့ကျွန်တော်တို့တောင်းလျှောက်သူကအီရန်ဘက်ထိသွားလိုက်တာပေါ့ဒီ belt ကကျွန်တော် elbite belt လို့ခေါ်တာပေါ့တကယ်ကိုကဘာမှာထင်ရှားတဲ့ငလျင်ကျော်ထဲမှာပါတာပေါ့နောက်တစ်ခါခုနကခုကျွန်တော်တို့ပြောလိုက်တယ်စကိုင်းပြတ်ရွေပေါ့အဲ့တော့စကိုင်းပြတ်ရွေကလည်းပဲခုနကတွန်းနေတဲ့ဟာဒီတစ်နှစ်ကိုသူက3ရနေပြီးတော့4 cm ထိကျော်တွန်းနေတာ တော့တွန်းနေတဲ့အထဲကမှသူကတဝက်လောက်ဒီဘဲကူသွားစုနေတယ်ဆိုရင်စကိုင်းပြည့်ွေမှာသွားစုနေတယ်လို့ပြောတာအဲ့တော့စကိုင်းပြည့်ွေဒီသူကတနစ်ကို2 cm နဲ့သူကရွေ့နေတာဟုတ်ဆိုတော့ဒါကြောင့်မလို့သူကစကိုင်းပြည့်ွေရလည်းပဲတောက်လျှောက်မဖြစ်မဲ့ဆိုရင်ငလျင်ဒီဟိုဟိုလှုပ်စီတာဆိုတော့ဒီရဝန်းဒီအကြောင်းအရာနှစ်ခုပါတော့အဓိကပဲဒါပေမဲ့သူနဲ့ຫນွယ်နေတာလည်းအများကြီးရှိတယ်အဲ့တော့ခုနကအိန္ဒိယကကျွန်တော်တို့တွန်းလိုက်တယ်အဲ့တွန်းလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကခုနတိဘက်ကနေပြီးတော့တရုတ်ယူနန်ဘက်ကတခါ cross white ပေါ့ နိုင်လက်တန်တိုင်းလဲထွက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီမြန်မာတို့ sorry ရှမ်းကုန်းမြင်းမြင့်တို့ဟိုဒီဟိုတင်းတို့ပါတဲ့ဒီပါတော့ထိုင်းတို့ပါတဲ့ vlogger တောင်ဘက်ကိုတွန်းတယ်တခါဘင်ကပ်လီပင်လေဘက်ကတခါကိုဆွဲဆန့်နေတဲ့အခါကကျွန်တော်တို့စကိုင်းပြည့်ရဲ့အနောက်ဘက်ခြမ်းဖြစ်တဲ့ဘာမာပလိတ်ကိုမြောက်ဘက်ကိုတွန်းတယ်ဆိုတော့ဒီလိုဖြစ်စဉ်တွေနဲ့ကျွန်တော်တို့အဓိကကျွန်တော်တို့ဟိုမြန်မာနိုင်ငံကိုပါဖြစ်လို့ဆိုရင်ငလျင်လှုပ်နေတာပေါ့အဲ့တော့ကြဲကြဲပြန့်ပြန့်ပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအရှိတောင်အာရှရဲ့ဟာဒီ ော့ဒီ process တွေကအဓိကကျွန်တော်တို့ဟိုငလျင်အန်လေးငလျင်လှုပ်စီတဲ့အကြောင်းရင်းတွေပေါ့ဟုတ်ကဲ့ဆိုတော့ဆရာပြောတဲ့အတိုင်းဆိုရင်သခိုင်းပြက်ရွေ့ပေါ့ဆရာဆိုတော့သခိုင်းပြက်ရွေ့ကြီးကဘလောက်ကနေဘလောက်ထိအဲ့လိုမျိုးအန်လေးရှိနေလဲဆရာအဲ့ဘယ်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 နားတွေကခုနောကငလျင်တွေအဲ့လိုကြီးကြီးမားမားတမိုင်းမှာလှုပ်သွားဘူးလေဆရာသူကဟိုကီလိုမီတာ1200ရှိတယ်တောင်ဘက်ကနေကျွန်တော်စပြောမယ်ဆိုရင်ဒါကပ်ပလီပင်လေတဲ့မှာသူက စပြီးတော့ဟိုပါပြဖြားခံတာပေါ့နော်ဆိုတော့ကြာအဲ့ဒီမှာကျွန်တော်တို့ဟိုဟိုခုလိုမျိုးမြန်မာနိုင်ငံအလဲကောင်လိုမျိုးသူကလုံးဝ straight တဖြောင်လဲမဟုတ်ပဲလေသူကနည်းနည်းလေးညင်းမိလို့ကျွန်တော် hostel လို့ခေါ်တာပေါ့နည်းနည်းလေးဖြားထွက်နေတာပေါ့ဆိုတော့အဲ့ဒီကနေပြီးတော့ခုနကဘကူတို့ခရမ်းသုံးကွာကျွန်တော်ဒီမျိုးတွေကိုကျွန်တော်ဆက်ပြီးတော့ဖြတ်သွားတယ်နေပြီးတော့တောင်ငူနောက်တကအခုစကိုင်းမန္တလေးအဲ့ဒီကနေကျွန်တော်မြောက်ထဲတီသူကတက်သွားတာပေါ့ဆိုတော့မြကြီးနာအင်ဒိုဂျီစသည်ဖြင့်အဲ့ဒီကနေတခါခုနက ဟိုဟိုပြောလိုက်တယ်ပါတော့ဟို2015ကလှုပ်တဲ့ငလျင်အိန္ဒိယနဲ့ခုနကအရှိပဲတိဘက်နဲ့တိုက်နေတဲ့ငလျင်ဂျောမှာသူကသွားပြီးတော့ပြန်ဆက်တာဆိုတော့မြန်မာနိုင်ငံရဲ့တောင်မြောက်တစ်ခုလုံးနီးပါးကိုဒီကောင်ကဘာဖြစ်မလဲဆိုရင်ဟိုသွားနေတဲ့သဘောရှိတာပေါ့အဲ့တော့မြောက်ဖြားမှာလည်းခုနကမြင်းမိလို့ပဲသူကဟိုဝင်းပြင်းနဲ့ဖြားထွက်နေတာပေါ့အဲ့တော့ဟိုကပ်လီပင်လေပြင်မှာကျတော့ extension ဆွဲဆန်တဲ့ဟာနဲ့ဖြားထွက်နေတယ်မြောက်ဖက်အစုံဆုံးမှာကျတော့သူက compression ပေါ့တွန်းနေတဲ့ပုံစံမျိုးနဲ့ဖြားထွက်နေတယ်ဒီနီးနဲ့သူကသွားနေတာ ဆိုတော့စကိုင်းပြတ်၍တလျှောက်မှာသူကဒီဖြစ်စဉ်ကြောင့်ပဲဒီတလျှောက်မှာတောက်လျှောက်ပါဖြစ်လို့ဆိုရင်ငလီနေကျွန်တော်တို့လှုပ်ခဲ့တာပေါ့အဲ့တော့အခုကျွန်တော်တို့အစောဆုံးဟိုဟာပြောလိုက်တဲ့အခါကျတော့အခုလှုပ်ပြီးသွားတယ်ပေါ့ပြီးခဲ့တဲ့ရပိုင်ကလှုပ်ပြီးသွားတယ်ကျွန်တော်2025ဒါမန္တလေးငလီရင်ပြောပါတာဒီကောင်ဒီ1800နဲ့ကျွန်တော်တို့39မှာစပြီးရလှုပ်ထားတဲ့မှတ်တမ်းစတွေ့တာအကြီးဆုံးငလီရင်ပေါ့နော်အဲ့တုန်းကဟိုရှစ်ရှိတယ်လို့ပြောတယ်နောက်ပိုင်းတော့ခွန်တက်သမား6ခွန်ရှိတယ်ဆိုပြီးတော့ပြန်သုံးသပ်တာဆိုအဲ့ဒီကနေပြီးတော့ ထင်ရှားတဲ့ငလျင်တွေကဘာတွေဖြစ်သွားလဲဆို1929ကျွန်တော်တို့ဒီဘာလဲစွာငလျင်စွာမှာဘိုးပြုတ်ပြီးလုတ်တယ်နောက်တောင်ဘက်ဆက်သွားလဲရင်1930ဘကိုးငလျင်1930ဖြူးငလျင်ဆိုပြီးတော့သူကစွာဖြူးဘကိုးဒီလိုလာတာပြီးကြမှာတခါမြောက်ထဲကိုပြန်သွားပြီးတော့1931 January မှာတခါ energy data မှာငလျင်ပြန်လုတ်တယ်နောက်က1946လုတ်တယ်1961သူကဒီစကိုင်းပြတ်၍တလျှောက်သည်အပိုင်းလိုက်အပိုင်းလိုက်ပေါ့ တော့ဟိုဂလင်တွေကကျွန်တော်တို့ဇက်တိုက်ပါဖြစ်မယ်ဆိုရင်လှုပ်နေခဲ့တဲ့တမိုင်းပေါ့တော့ပူဆိုးတာကဒီပြက်ရွေးပေါ်မှာပဲကျွန်တော်တို့ရဲ့အဓိကမြူကြီးတွေကတည်ရှိနေတာသဘောမျိုးဖြစ်နေတာပေါ့ဟုတ်ကဲ့ဆိုတော့အခုဆရာတို့ပြောတဲ့မန်လင်းငလျင်လာမယ်လို့ဆရာတို့တွက်မိလားဆရာဟိုငလျင်ကကျွန်တော်တို့ကဟိုဟိုပေါ့လေ prediction ပေါ့လေခံမှန်းတာကနှစ်မျိုးတော့ရှိတယ်အဲ့တော့သူက short term prediction ရှိတယ် long term prediction ရှိတယ် တော့ချိန်တိုတွင်းခံမှန်းတာ ਨੇ ဟိုကာလအချိန်ကြာကြာခံမှန်းနေတာပေါ့အဲ့တော့ချိန်တိုတွင်းကတော့ကျွန်တော်တို့ခံမှန်းဖို့ကကအရန်ခဲရင်တယ်အဲ့တော့ဟိုဟိုကဘာမှာအောင်မြင်မှုတာဆိုလို့ကျွန်တော်တို့တရုတ်ကတန်ရှန်းကလေးလား1985အောင်မြင်မှုတာပေါ့အဲ့ကျန်တာကကျွန်တော်မရှိခဲ့ဘူးအဲ့တော့ကျွန်တော်ဘာပဲလုပ်ရလဲဆိုတော့ကာလရှိပေါ့ long term prediction လုပ်ကြရတာပေါ့အဲ့လုပ်ကြရတဲ့အခါကျွန်တော်သုရေနာပညာရှင်တွေကဘာအဝမ်းကလည်းကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ခံမှန်းထားတာရှိတယ်အဲ့ကျွန်တော်တို့ဒီဘူမိဗေဒပေါ့ အဖွဲရလည်းပဲကျွန်တော်တို့ဘူမိပိတာသဘောသဘာဝအရာပေါ့အရင်တော့ကရွေးထားတဲ့ဟိုအရွေရဲ့ပမာဏတို့နောက်တစ်ခါဒီ GPS ပေါ့လေဟိုဟိုရှေ့ဘက်ခြမ်းကရှမ်းကုန်းမြေမြင့်ဒေသနဲ့နောက်ဘက်ခြမ်းကဒီချင်းတွင်းတို့ဘာတို့ပေါ့လေပမာပလေးရွေးနေတဲ့နှုံဓာတွေတို့နောက်တစ်ခါအတိတ်ခေတ်လောက်ခဲ့တဲ့ငလျင်တွေတို့ဒီပေါ်မှာကြည့်ပြီးတဲ့အခါကျ long term prediction ကျွန်တော်တို့ခံမှန်းထားတာတွေရှိခဲ့တယ်အဲ့တော့အမြင့်ဆုံးခွန်တက်သမား9လောက်ထိ ီနေရာကလှုပ်နိုင်တယ်ခွန်တသမခွန်ပတ်ချာလေးလှုပ်နိုင်တယ်အဲ့တော့ဖြမ်းမြပေါ့နော်ပြန်လဲလှုပ်ခတ်ဖို့ရာအတွက်ကြာချိန်သည် ကျွန်တော်တို့200နီးပါးကျွန်တော်တို့ဟို180 200နီးပါးကြာလို့ရှိရင်ဒီငလင်းသည်ပြန်လဲလှုပ်ခတ်နိုင်တယ်ဆိုတာတော့ကျွန်တော်တို့ကဟို long term prediction အနေနဲ့ခမတ်နိုင်ခဲ့တာပေါ့နော်ဟိုသိနေခဲ့ကြတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့က2012တပိတ်ချင်းငလင်းလှုပ်ပြီးတဲ့အချိန်မှာအဲ့စကိုင်းပြတ်၍သည်အဲ့တပိတ်ချင်းငလင်းအပိုင်းကလွဲလို့ပေါ့အဲ့ကြံတဲ့အပိုင်းနေသည် အန်ဒီရရှိနေတယ်ဒီအင်းဝ1830ကိုလုတ်ခဲ့တဲ့အင်းဝငလျင်အပိုင်းကလည်းပဲအန်ဒီရတော်တော်ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့ကဟိုတန်းတော့ဟိုပါကုန်လေခံမှန်းတော့ခံမှန်းခဲ့ကြတာပေါ့အဲ့တော့ပြည်သူတွေကိုလည်းပဲကျွန်တော်တို့ကညာတော့အပြင်ဒီဟိုဒီပညာပေးပွဲတွေမှာပေါ့နော်ဟိုညာတော့အပြင်ပြောလို့ရှိတယ်အင်တာဗျူးတွေမှာအခုဆရာတို့နဲ့ကျွန်တော်တို့ဖြည့်တယ်လို့ပွဲတွေမှာလည်းမကြာခဏကျွန်တော်တို့ပြောတော့ပြောလို့ရှိပါတယ်ဟုတ်ကဲ့ဆိုတော့ဆရာပြောတဲ့အတိုင်းဆိုလို့ရှိရင်ဒပိတ်ချင်းကနေစပြီးတော့ခုနကစင်းလာလိုက်တာခုက မန္တလေးနေပြီးတော့ဟာလာအာနောက်ဆုံးအဲ့လိုမျိုးပဲခူးတောင်ကချူထားထီရောက်ဆရာရန်ကုန်ရောဖြစ်နိုင်မလားဆရာနောက်ပိုင်းသူကစကိုင်းပြတ်၍ကသူကဟိုခုနကကျွန်တော်ရွတ်လိုက်တဲ့အထဲမှာဆိုရင်သူက1929စွာငလျင်ပေါ့လှုပ်လိုက်တယ်ဩဂတ်စ်ထင်းနဲ့နောက်တော့က1930ကျွန်တော်တို့ဒီမေလားမသိဘူးကျွန်တော်တို့ဘကုန်းငလျင်လှုပ်တယ်နောက်တော့က1930ဒီဇင်ဘာမှာသူက ဖြူးငလျင်ဆိုပြီးတော့လှုပ်တယ်ဆိုခုနလ၈လခြားပြီးတော့သူစတိုက်လှုပ်သွားတယ်ပြီးကြမှာ1930ကျွန်တော်တို့ဒီဟိုတင်အဖြူးငလျင်ပြီးတဲ့နောက်မှာ1931 January ဆိုပြီးတော့မြောက်ဖျားဆက်ပြီးတော့သွားတယ်သူဆိုတက်လာပဲခြားတော့ဆိုတော့အဲ့လိုတမိုင်းကသူကရှိထားခဲ့တယ်ဒါဆိုရင်လာလေးပဲခြားတာတနှစ်တောင်မကူပဲနဲ့လှုပ်တာပေါ့အခု2012သပိတ်ချင်းငလျင်နဲ့အခု2025မန္တလေးငလျင်ကျတော့73နှစ်နည်းနည်းလေးဟိုခြားသွားတယ် ောက်တကခုနအပိုင်းလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုငလျင်ဟာပေါ့2012တပိတ်ချင်းငလျင်လှုပ်ခဲ့တဲ့ single segment ရဲ့သူကတောင်ဘက်အဖျားလောက်ကနေပြီးတော့တောင်ဘက်အစွန်းပိုင်းကနေပြီးတော့ကျွန်တော်တို့တောင်ထိဆက်သွားလိုက်တဲ့သဘောပေါ့အဲ့တော့အခုငလျင်ရဲ့ epicenter ကကျွန်တော်စကိုင်းရဲ့မြောက်ဘက်ပေါ့ရေကားအင်းနံလောက်ကိုဗဟုပြုတ်ပေမဲ့ပြတ်၍ရွေ့သွားတဲ့အပိုင်းကခုနကပြောတဲ့ single နာလောက်ထိဘူးမြောက်ဘက်ကရောက်တယ်တောင်ဘက်ဆက်သွားလို့ရှိရင်ခုနဖြူနံပတ်ချာလဲထိဘူးရောက်တယ်အဲ့တော့ကီလိုမီတာကျွန်တော်တို့၄၀၀ကျော် 500နီးပါးထိသူကရှည်ပြီးတော့သူကပြတ်ထွက်သွားတာအဲ့တော့ကျွန်တော်တို့တောင်ဘက်ဆက်မယ်ဆိုလို့ရှင်ခုနပြောခဲ့တဲ့1930ကျွန်တော်ဖြူးငလျင်အပိုင်းထိရောက်သွားပြီးတော့ယူဆရင်တောင်မှာပဲနောက်ဆုံးကြံတာဒီ1930ဘကူးငလျင်လွတ်ခဲ့တဲ့စကိုင်းပြတ်ရွေးရဲ့ဘကူး segment ကဒါခေါလောင်တီးလာတဲ့သဘောပေါ့အဲ့အန်ဒီရရှိလာတယ်အဲ့တော့လာမဲ့ကျွန်တော်တို့50နှစ်အတွင်းမြန်ဒီကောင်ဒီလှုပ်လာနိုင်သလားပေါ့အဲ့တော့ကျွန်တော်တို့ကဘူမိဗေဒအနေထားတွေအရာရောခုနကအတိတ်ငလျင်အနေထားတွေအရာရော ောက်တစ်ခါ GPS ပေါ့ဒီပြက်ရွေးရွေးနေတဲ့နှုံးသားတွေအရာရောသူကခွန်နဲ့အထက်သည်သူကဒီ recurrence interval ပြန်လည်လှုပ်ခတ်ဖို့ရအတွက်ကြာချိန်သည်သူက100လောက်လို့ကျွန်တော်တို့ကခုလောလောဆယ်ဟိုခံမှန်းထားတာပေါ့ဒါ long term prediction အရာခံမှန်းထားတာအဲ့တော့1930ကနောက်ဆုံးလှုပ်ခဲ့တယ်အခု2025ဆို95နှစ်ရှိနေပြီအဲ့တော့ကျွန်တော်တို့က100 100 10ပတ်ချာလဲ recurrence intervention ဆိုလို့ရှိရင်အခုချိန်လှုပ်ဖို့ရအတွက်က နောက်ပိုင်းနှစ်ဒီပို့ဆိုရင်ပို့ပြီးတော့တောင်ပါဖြစ်မယ်ရာခိုင်နှုန်းကညလာတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပိုင်းကိုတော့နည်းနည်းလေးခုနဆရာပြောလို့ဟိုပြထထားတော့မယ်အပိုင်းဖြစ်သွားတာပေါ့ဟုတ်ကဲ့ဆရာဆိုတော့ကျွန်တော်တို့ဘာတွေပြင်ဆင်ထားတင်နေပြီလဲဆရာဒါဆိုအဲ့တော့ကျွန်တော်တို့ကဒီဟိုပြည့်ရွေးဒီဟိုဒါတော့ကျွန်တော် long term prediction ပေါ့လေဟိုသူတည်တည်တွေကကျွန်တော်ခံမှန်းကြတာပေါ့ဆိုတော့ဟို ဟိုရာဂိုင်းတော့အဖြစ်တော့ကျွန်တော်တို့ကဟို100%တော့မှန်လိမှန်တာတော့မရှိဘူးပေါ့သို့တော်လည်းပဲဒါဒီသတိကတော့သိကြတယ်ထားကြရတော့မှဖြစ်တယ်အဲ့ထားကြအောင်မှဖြစ်တဲ့ကြောင့်မလို့သူကဟိုဘယ်ချိန်လုံမလဲကျွန်တော်တို့ကမသိဘူးကြိုတင်ပြင်ဆင်တာတော့အခုကစပြီးပြင်ဆင်နိုင်လေကောင်းလေပေါ့အဲ့တော့ကျွန်တော်ဘယ်လိုပြင်ဆင်ကြမလဲပေါ့အဲ့တော့သိတဲ့အတိုင်းပဲအခုကာလကတကယ်ကိုဟိုအကြက်တဲပဲလေအဲ့တော့ပြင်ဆင်ကြဖို့ရတဲ့ခုငလင်းလှုပ်ပြရတော့မှရှာဖွေကယ်ဆယ်ရေးလှုပ်ဖို့ရအတွက်အခက်ခဲပေါင်းစုံနဲ့နောက်တကဒီ recovery ပြန်လှုပ်ဖို့ရအတွက်သူတို့ချက်ချင်းလည်းငင်ပေါ့လေ emergency response ကအရန် ခက်ခဲတာပေါ့အဲ့တော့ဒီຢာကြီးကိုပြင်ဆင်ဖို့ຢာအတွက်လည်းပြည်သူတွေအနေနဲ့တော်တော်လေးခက်ခဲကြလိမ့်မယ်အဲ့တော့ငလျင်သည်လူကိုသေးစေတာမဟုတ်ဘူးအဆောက်အဦတွေကသာလေလူကိုသေးစေတာဒါကြောင့်မလို့ကျွန်တော်အဆောက်အဦတွေကိုတော့ငလျင်တန်းခံနိုင်ရှိသလားဆိုတာကိုအဓိကကျွန်တော်တို့ကစမ်းစစ်ကြရတော့မှာအဲ့တော့ရှိပြီးသားအဆောက်အဦတွေကိုငလျင်တန်းခံနိုင်ရှိမရှိစမ်းစစ်ဖို့လိုလာတယ်အဲ့တော့စမ်းစစ်ဖို့လိုလာတယ်ဆိုတဲ့အခါကျတော့ခုနပြောလို့အများပြည်သူတွေတုံးတဲ့အဆောက်အဦတွေရှိမယ်မိသားစုမြောင်များစွာပေါ့ဟို အစိတ်30 40နေထိုင်တဲ့ဒီကွန်ဒိုတွေအပတ်မန့်တို့ဟာမျိုးတွေကတမျိုးရှိလိမ့်မယ်နောက်ကပြည်သူတူးချင်းပိုင်တဲ့မိမိပိုင်တဲ့အိမ်တွေရှိလိမ့်မယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ကအမျိုးအစားတွေခွဲပြီးတော့စစ်ဆေးကြတော့ဂလင်တန်ကန်နေရှိသလားမရှိဘူးလားပေါ့အဲ့တော့ဘလို့စစ်ဆေးကြမှာလဲအဲ့တော့ဟိုစစ်ဆေးမဲ့ကျွန်တော်တို့ကပညာရှင်တွေကရောအခုကာလမှာလုံလုံလောက်လောက်ရှိကြရလားပေါ့ human resources ကလေလူသားအရင်းမြစ်ပေါ့နောက်တစ်ခါဟို facilities တွေပေါ့ဟိုဟို အကုန်လည်းစစ်ဆေးဖို့ရာအတွက်တကယ်တကယ်လိုအပ်တဲ့ဟိုပစ္စည်းပစ္စည်းရာတွေဒါတွေရာရောကျွန်တော်တို့ရှိမလားနောက်တစ်ခါ finance အခါလည်းပဲရှိသလားဆိုတော့တကယ်အခက်အခဲပေါင်းစုံကတော့ခုချိန်ကကြုံနေတယ်အဲ့တော့သို့တော်လည်းပဲကျွန်တော်တို့ဒီဟိုအခုကြာတော့ဒီငလျင်လှုပ်ပြီးတဲ့အချိန်မှာကျွန်တော် online ကနေပြီးတော့ yan engineer ပေါ့ engineer ဒီလူငယ်တွေ online ကနေပြီးတော့ဟိုကူညီတာတွေပေါ်ပေါက်လာတယ်ဟို volunteer လှုပ်ပြီးတော့ပေါ့ဆိုတော့အဲ့ ဟာတွေကိုကျွန်တော်တို့ချိတ်ဆက်ပြီးတဲ့အခါကျတော့အ ਨੇ ဆုံးပေါ့ဒီအဲကျွန်တော် online နဲ့ကျွန်တော်ဟို concert လုပ်ရင်တော့ပိုကောင်းတယ်အကြံဉာဏ်ယူပြီးတဲ့အခါကျတော့ကျွန်တော်တို့ကိုယ့်ရဲ့အိမ်ကဓာတ်ပုံရိုက်ပို့တာပဲဖြစ်ဖြစ် webcam လေးဖွင့်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော် live စစ်ဆေးပြီးတော့အင်တန်ခဏရင်ရှိသလားမရှိဘူးလားအကယ်၍မရှိခဲ့ဘူးဆိုရင်တို့အကြံပြုတဲ့အတိုင်းကျွန်တော်တို့မလုပ်မလဲဆိုရင်ပြင်ဆင်ဖို့လိုအပ်တယ်အဲခုနကပြောတဲ့အဆောက်အဦကြီးတွေကျတော့သူကလည်းတကယ်တကယ်လိုအပ်တယ်အဲတော့သူကကျတော့ကျွန်တော်ထင်တယ်ဟိုဆိုးရကဟိုလုံးမရမယ်ဟာ ဒါမှမဟုတ်ရှင် engineer အတင်းချုပ်ကလုံမလားမြန်မာနိုင်ငံအင်္ဂလင် company ကလုံမလားပေါ့သူတို့တွေကဥဆောင်ပြီးလုံကြရလိမ့်မယ်ထင်တယ်ဆိုတော့ဒါတွေကတော့ကျွန်တော်ထင်တယ်ဟိုမဖြစ်မနေဆောင်ရွက်ရမယ်ဟာလို့ယူဆတယ်အဲ့တော့အများပြည်သူတွေအနေနဲ့ကျွန်တော်တို့ဒီဟိုအရင်တုန်းကပေါ့ဟိုအင်္ဂလင် company အခုကတော့ online မှာကျွန်တော်တို့ဟိုအင်္ဂလင် company ကနေကျွန်တော်တို့ဒီငလင်များနေနေထိုင်ခြင်းဆိုတဲ့ဟို pamphlet အစာအုပ်လေးတွေရှိတယ်နောက်တော့ကချက်ချီနီတို့မိသက်တို့အခုဆိုရင်လူသားစာနာတို့သူတို့ရဲ့ web page တွေမှာဒီငလင်နဲ့ဆိုင်တဲ့ကျွန်တော်တို့ preparedness လေးတွေ ပြင်ဆင်ထားတာလေးတွေပြင်ဆင်သင့်ပြင်ဆင်တိုက်တဲ့ဟာလေးတွေသူညွှန်ထားတာရှိတယ်။အဲ့ဒါဥပပါဆိုပါဆိုငလင်မလှုပ်ခင်ကျွန်တော်တို့ဘာတွေပြင်ဆင်ထားရမလဲပေါ့။အဲ့တော့ငလင်လှုပ်နေစေဘာတွေဆောင်ရွက်ကြရမလဲပေါ့။နောက်တော့ငလင်လှုပ်ပြီးဘာတွေလုပ်ကြရမလဲ။ဒါလေးတွေကိုအများပြည်သူတွေကကျွန်တော်တို့သိတင်တယ်ဆောင်ရွက်တင်တယ်။အဲ့တော့ဆိုပါဆိုခုနကအင်ဂျင်နီယာနဲ့ကျွန်တော်တို့ကဟိုဟိုရင်းလှုပ်လိုက်တယ်၊ကွန်ဆာလှုပ်လိုက်တယ်၊ဆွေးနွေးလိုက်တယ်။ဆွေးနွေးလိုက်လို့ကိုယ်အင်ကဟိုဟိုအတန်တင့်နေလို့ရသေးတယ်ဆိုရင်တောင်မှပဲကျွန်တော်တို့အပြင်ဘက်ကိုငလင်လှုပ်တဲ့ချိန်မှာ evacuate ပေါ့ ဘေးလွတ်ရာကိုသွားဖို့ရာအတွက်ကို့မိသားစုဝင်အချင်းချင်းကိုမတို့ဘယ်လန်းဘယ်နေရာဒီအိမ်အတွင်းထဲမှာပဲဖြစ်ဖြစ်အိမ်အပြင်မှာပဲဖြစ်ဖြစ်အန်ဒီအကင်းဆုံးနေရာငလင်လှုပ်လို့ရှင်အဲ့ဒီနေရာကိုကတို့သွားကြမယ်မိသားစုဝင်တွေဘယ်လန်းကနေသွားမယ်ဆိုတဲ့လမ်းကြောင်းလေးတွေရွေးထားရမယ်ဆိုတော့အဲ့ဒီလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့အနောက်ရှေ့မှန်သမျှအတားစီခလုတ်တိုက်မဲ့ဟာတွေမှန်သမျှအကုန်လုံးရှင်းထားရမယ်အပေါ်ကပြုတ်ကြမဲ့ဟာတွေအကုန်လုံးရှင်းထားရမယ်မကြာခဏလေ့ကျင့်ပေးရမယ်ဆိုတဲ့အခါကျတော့ငလင်လှုပ်တာကစက္ကန့်ပိုင်းပဲကျွန်တော်တို့ ကိုယ်စီကိုငလင်လိုင်းကပထမဦးဆုံး primary wave ခေါ်တာပေါ့ရောက်လာလိမ့်မယ်။နောက်ဆက်တွဲ secondary wave ဒုတိယလိုင်းရောက်လာလိမ့်မယ်။ဆိုတော့အဲ့ဒီရဲ့ကြားထဲမှာအချိန်သည်15စက္ကန့်လောက်ပဲရတယ်။ဆိုတော့အဲ့ဒီ15စက္ကန့်ကိုကျွန်တော်တို့ကဟိုမိမိရဲ့အသက်ကိုကယ်ဆယ်နိုင်ဖို့ရတဲ့အတွက်အသုံးချကြရတာ။အဲ့တော့မကြာခဏကျွန်တော်တို့လေ့ကျင့်ပြီးဒါမျိုးလေးတွေကျွန်တော်တို့ဟိုပြင်ဆင်ထားမယ်ဆိုရင်ကျွန်တော်ထင်တယ်ဟိုလုံးဝကြီးမဟုတ်တော့ဘူးလေတော်တော်များများကျွန်တော်တို့ငလီအန်ဒီကိုဟိုရှော့ချနိုင်လိမ့်မယ်လို့တော့ယုံကြည်ပါတယ်ဟုတ်ကဲ့ ုတ်ကဲ့ဆရာအခုလိုမျိုးလာရောက်ပြီးတော့ရာဦးကိုဆွေးနွေးပေးတဲ့အကြောင်းသူကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြပါဟုတ်ကဲ့ကျွန်တော်လည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျ